မင်္ဂလာပါရှင်ကျမတီကာပါဒီနေ့ဖော်ပြပေးခြင်းတဲ့သတင်းကြောင်းရာကတော့တိုင်ဖွန်ပေါ်နိုင်ဘူးအလွန်ကတော့မူလခံမှန်လမ်းကြောင်းတိုင်းဆက်လက်ရွေးရှားနေပြီစတိမ28ရက်ညမှာဗီယက်နမ်နိုင်ငံကမ်းခြေကိုဖျက်ချော်ဝင်ရောက်ပြီးတဲ့နောက်အနောက်မြောက်ဘက်နဲ့လာအိုနိုင်ငံနဲ့မြန်မာနိုင်ငံရှမ်းပြည်နယ်အစီပိုင်းတွေအထိကိုရီးလေပြည်အားနဲ့ရောင်းဝယ်အနေနဲ့ဆက်လက်ရွေးရှားပါမယ်စတိမ29ရက်နဲ့30ရက်နေ့တွေမှာတော့မြန်မာနိုင်ငံအကုန်းတွင်းကို မော်နိုင်းအကျဉ်းချန်နေရွေရှားဝင်ရောက်ပြီးတော့ရှမ်းပြည်နယ်မန်လေးတိုင်းစကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ်ဒေသတွေအထိဆက်လက်ရွေရှားနိုင်မယ်လို့ခန့်မှန်းရပါတယ်။ဒင်လာပင်လောအနောက်လေပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေပြင်းအားနဲ့ရောင်းကလည်းအဲ့ဒီရပိုင်းအတွင်းမှာမော်နိုင်းငယ်အစင်အထိအားကောင်းလာနိုင်ပြီးတော့အိန္ဒိယနိုင်ငံဘက်ကဆက်လက်ရွေရှားနိုင်တဲ့အကြောင်းခန့်မှန်းထားပါတယ်။ တိုင်ဖုန်းဘူအလိုက်အကျဉ်းချန်နေတဲ့ဘင်္ဂလားပင်လယ်အဘက်ကမုန်တိုင်းငယ်တွေရဲ့တက်ရောက်မှုကြောင့်ပဲစက်တင်ဘာ28ရက်ကနေ30ရက်နေ့ထိ AR တိုင်းရခိုင်ပြည်နယ်မွန်ပြည်နယ်တွေမှာတော့82နှစ်နာရီအတွင်းမွေးချိန်ဟာ၃လက်မကွဲနဲ့အထက်၄လက်မကွဲထိရွာသွန်းရရှိနိုင်ပြီးတော့နေပြီးတော့အပါဝင်ကြက်ပြည်နယ်တိုင်းဒေသအလုံးမှာတော့မိုးသင့်တင့်ရွာသွန်းပါမယ်။စက်တင်ဘာ30ရက်မှာတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ဝင်းချင်းမန္လေးတိုင်းကြောက်ဆဲခဲမှာတော့မိုးသင့်တင့်ရွာသွန်းပြီးတော့နေရာကွက်ပြီးတော့မိုးသဲထန်မိုးများနိုင်ပါတယ်။တိုင်ဖုန်းမုန်တိုင်းဘူအလိုက်ကတော့ အမြင့်ဆုံးကက်တာဂိုရီ2တိုင်ဖွန်မုန်နိုင်အဆင့်အထိရောက်ရှိလာနိုင်ပြီးတော့ပြီးခဲ့တဲ့စူပါတိုင်ဖွန်မုန်နိုင်ပါကာဆာနဲ့နှိုင်းရှင်တော့အရွယ်စားရော၄တိုင်နှုံရောများစွာအားနေပါတယ်။မိမိနေထိုင်ရာပြည်နယ်တိုင်းဒေသတွေရဲ့၄ရက်မိုးလေဝသကြိုတင်ခန့်မှန်းချက်တွေကိုလည်းပဲဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ကုန်းနှင်းပေါ်နိုင်ငံတရင်အမှတ်စဉ်3/3မြင်းဆောင်2025ကိုထုတ်ပြန်ပေးကြပါတယ်။2025ခုနှစ်စက်တင်ဘာ29ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်12နာရီချိန်ထုတ်ပြန်ကြမှာတော့ကုန်းနှင်းပေါ်နိုင်ငံအခြေအနေကဒီနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်တွေအရဗင်လာပင်လယ်အနောက်မြောက်ပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကမ်းခြေနီးမှာဖြစ်ပေါ်ခဲ့တဲ့မုန်တိုင်းငယ် depression ကတော့နောက်ဘက်ကိုရွှေ့ရှားခဲ့ပြီးတော့အိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကမ်းရိုးတန်းကိုကိုပါဘူမြို့အနီးကနေဖြတ်ကျော်ခဲ့တာကုန်းနှင်းပေါ်နိုင်ငံဖြစ်ဆက်လက်တည်ရှိပါတယ်။အဆိုပါကုန်းနှင်းပေါ်နိုင်ငံကတော့နောက်ဘက်ကိုဆက် က်လက်ရွေးချယ်နိုင်ပြီးတော့အရိဒပြည်နယ်တောင်ပိုင်းနဲ့ချက်တကပြည်နယ်တွေကိုဆက်လက်ဖြစ်ကျော်နိုင်တာတပြည့်ပြည့်အားရသွားမယ်လို့ခန့်မှန်းရပါတယ်။ဒီသတင်းကတော့မုံနိုင်ငယ်ဒက်ပရက်ရှင်အတွက်ထုတ်ပြန်ပေးတဲ့နောက်ဆုံးသတင်းလေးဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းအားကောင်းသော အပူပန်းမုန်တိုင်းဖူးဝဲလိုက်အခြေအနေသတင်းအမှတ်စဉ်၃ညတော့မြင်းဆောင်2025ကိုဖော်ပြပေးကြပါမယ်။၂025ခုနှစ်စက်တင်ဘာ28ရက်နေ့ဒီနေ့မြန်မာစံတော်ချိန်မိုးလယ်၁၂နာရီချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မနက်၁၀နာရီခွဲချိန်တိုင်းထွာချက်တွေရဖိလစ်ပိုင်နိုင်ငံပင်လယ်ပြင်အနောက်ပိုင်းမှာဖြစ်ပေါ်ခဲ့တဲ့ အားကောင်းသောအပူပန်းမုန်တိုင်းဘူလိုင်ကတော့အနောက်နောက်မြတ်ဖက်ကိုဝေရှားခဲ့ပြီးတော့တောင်တျောပင်လယ်ပြင်ကိုရောက်ရှိခဲ့ပါတယ်။အဆိုပါအားကောင်းသောအပူပန်းမုန်တိုင်းဘူအလိုင်ကတော့အနောက်နောက်မြတ်ဖက်ကိုဆက်လက်ဝေရှားပြီးတော့တိုင်ဖုံးမုန်တိုင်းဖြင့်အားကောင်းလာနိုင်ကနောက်58နှစ်အရွယ်တွင်မှပြည်နယ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုအားကောင်းသောအပူပန်းမုန်တိုင်းဘူအလိုင်အဖြစ်၎င်းနောက်82နှစ်အရွယ်တွင်လာအိုနိုင်ငံကိုအပူပန်းမုန်တိုင်းရဲ့အဖြစ်၎င်းဖျက်ချော်နိုင်မယ်လို့ခန့်မှန်းရပါတယ်ရှင်။ ဆက်လက်ပြီးတော့ရေကြီးခြင်း3ပေချက်ကိုဖော်ပြပေးကြပါမယ်2025ခုနှစ်စက်တင်ဘာ29ရက်နေ့မွန်လွဲ့နှစ်နိုင်ချိန်ထုတ်ပြန်ကြမှာတော့ဒီနေ့မြန်မာစံတော်ချိန်မွန်လွဲ့တနင်္ဂနွေချိန်တိုင်းထွားချက်တွေကစစ်တောင်းမြေရာတောင်မြို့မှာရင်းမြို့ရဲ့စွန့်ရင်မက်တက်10စင်တီမီတာမှာရောက်ရှိနေပါတယ်အစမမြေကတော့နောက်တရက်တွင်မှာရင်းမြို့ရဲ့စွန့်ရင်မက်တက်ကိုပေဝက်ခံကြုံလုံရောက်ရှိပါမယ်ဒီနေ့မြန်မာစံတော်ချိန်မွန်လွဲ့တနင်္ဂနွေချိန်တိုင်းထွားချက်တွေကတန်လယ်မြေရာဖန်မြို့မှာရင်းမြို့ရဲ့စွန့်ရင်မက်အောင်တလမကန်မှာရောက်ရှိပါတယ် အစမမြေကတော့နောက်တစ်ရက်အတွင်းမှာရင်းမြို့ရဲ့စွန့်ရီမတ်တာကိုသုံးလမကန်ကျုံလို့ရောက်ရှိပါမယ်။ဒါကြောင့်တောင်မျိုးနယ်နဲ့ဗန်မျိုးနယ်အတွင်းမှာရှိတဲ့မြေကမ်းနီးနဲ့မြေနေပိုင်နေထိုင်သူတွေအနေနဲ့ကြိုတင်သတိပြုနိုင်ဖို့နဲ့မြေရင်မြင့်တက်လာတဲ့အချိန်မီရှောင်ရှားနိုင်ဖို့သတိပေးလို့ဆိုလာတာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်း2025ခုနှစ်စက်တင်ဘာ29ရက်နေ့ဒီနေ့မနက်9နာရီချိန်ထုတ်ပြန်တဲ့ရည်ကြီးမှုအခြေအနေသတင်းကိုဖော်ပြပေးကြပါမယ်။ဒီနေ့မြန်မာစံတော်ချိန်မနက်6နာရီခွဲချိန်တိုင်းထွာချက်တွေရတော့စစ်တောင်းမြေဟာမာရောင်မျိုးမှာရင်းမြို့ရဲ့စွန့်ရီမတ်တာကိုတပေကအကျော်လွန်ပြီးတော့နောက်တစ်ရက်အတွင်းမှာသုံးလမကန် မြင့်တက်လာနိုင်ကရင်းမြို့ရဲ့စွန့်ရီမတ်တက်ဆက်လက်တည်ရှိပါမယ်။ဒါကြောင့်မာရမြို့တွင်မှရှိတဲ့မြေကမ်းနီးနဲ့မြင်းနေပိုင်တွေထိုင်သူတွေအနေနဲ့ဒီဘေးလွတ်တဲ့နေရာတွေကိုရှောင်ရှားနိုင်ဖို့သတိပေးလို့ဆိုလာတာဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးတော့စက်တင်ဘာ28ရက်နေ့အတွက်မလူသာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်လီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်သေးတဲ့ကနေတိမ်ရက်ပြီးတော့အနောက်တောင်ဘုံတုံလေးကတော့အာခေါရာကနေအာလောင်ကောင်းပါမယ်။ပင်လယ်ပင်အခြေအနေကတော့မကန်ရန်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်မှာတခါတရံမိုးသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာအနောက်အနောက်တောင်ဘက်ကနေတနအီကိုမိုင်40ကနေ45မိုင်တိတိုက်ခတ်ပါမယ်။မိုးချိန်တွေကတော့မုန်တိုင်းငယ်အရှင်ကြောင့်စကိုင်းတိုင်းအောက်ပိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရော်တွေတိုင်း သတင်းနာရီတိုင်းရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့တောင်ပိုင်းချင်းပြည်နယ်ကရင်နီပြည်နယ်ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာဆဲဆဲကနေနေရာအနှံ့ပြမိုးထချုံရွာသွန်းပြီးသောစကိုင်းတိုင်းဒေသကြီးထောင်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလေပြင်းတွေတိုက်ခတ်ပြီးနေရာကွက်ကြောင်မိုးရွာသွန်းပါမယ်။စကိုင်းတိုင်းအောင်ပိုင်းချင်းပြည်နယ်ရန်ကုန်တိုင်းအေရော်တိုင်းပဲခူးတိုင်းမကွေတိုင်းရခိုင်ပြည်နယ်ကရင်နီပြည်နယ်နဲ့မွန်ပြည်နယ်မှာနေရာကွက်ပြီးတော့မူကြည့်ပါမယ်။ ဆက်လက်ပြီးတော့စက်တင်ဘာ28ရက်အတွက်မူလဥသာခံမှန်းချက်ကိုဖော်ပြပေးကြပါမယ်။ဘင်္ဂလားပင်လယ်အခြေအနေကတော့ကပ်ရီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်တို့မှာတင်းသေးတွေကနေတည်ယူတတ်ပြီးတော့နောက်တော်မုတ်တုံတွေကတော့အားကောင်းရကနေအားလုံးကောင်းပါမယ်။ပင်လယ်ပြင်အခြေအနေကတော့မကန်ရန်တက်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့တကတရံမူသက်လေပြင်ကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မူသက်လေပြင်ကြာရောက်စဉ်ရေပြင်မြေပြင်လေပြင်ဟာအနောက်အနောက်တောင်ဘက်ကနေတနအီကို40ကနေ55မိုင်အထိတိုက်ခတ်ပါမယ်။မိုးချင်တွေကတော့မွန်နိုင်ငယ်အချိန်ကြောင်းစကိုင်းတိုင်းမန္တလေးတိုင်းမကွေးတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းအေရီတိုင်းတင်းနိုင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်ဂရင်းပြည်နယ်ကရင်ပြည်နယ် နဲ့မွန်ပြည်နယ်မှာနေရာဆင်းဆင်းကနေနေရာအနှံ့အပြားမိုးတကြုံရွာသွားမှာပဲချင်းပြည်နယ်ရခိုင်ပြည်နယ်စကိုင်းတိုင်းအောင်ပိုင်းနဲ့မွန်ပြည်နယ်မှာတော့လေပြင်းတိုက်ခတ်ပြီးတော့နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ်ရှင်ဒါအပြင်ဆင်မြောင်းတာမန်နဲ့အနေနဲ့ရေအားကြက်ခိုင်မှုအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တဲ့အကြောင်းဖော်ပြပေးကြပါရစေ။စိုက်ပျိုးရေးသမားတွေကတော့နောက်ပိုင်းကျမှရွာတဲ့မိုးကစိုက်ပျိုးရေးမှာအခက်တွေ့နိုင်ပါတယ်။စပားပင်တွေကလည်းရှင်နေပြီးမိုးကလည်းများနေတော့သတိထားရမှာပါ။ဒီအချိန်တွေကလည်းနောက်မိုးကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါအပြင်အခုချိန်ဟာမုတ်တုံရသည့်စုကွာနေတဲ့ကာလဖြစ်ပေမဲ့လက်တလောဖြစ်ပေါ်နေတဲ့မုန်တိုင်းအခြေအနေတွေကြောင့်မုတ်တုံအတွက်ကြံ့ကြာမှုတွေလည်းရှိနေတယ်လို့ဆိုပါရယ်။အခုကကမုတ်တုံကမြန်မာနိုင်ငံမြောက်ပိုင်းကထွက်ပြီးအလဲပိုင်းကမထွက်ပါဘူး။စက်တင်ဘာလကုန်တော့မယ်အလဲပိုင်းကမထွက်နိုင်သေးဘူးဖြစ်နေပါရယ်။ သူကတစင်ချင်းထွက်တဲ့အခါကျတော့အလဲပိုင်းနောက်ကြရင်ကြံတဲ့အပိုင်းချတွေလည်းနောက်ကြပါရယ်မုတ်တုံနောက်ကြရင်မုတ်တုံရဲ့ရှိလာရင်မိုးကတော့လာမှာပါပဲလာမယ့်အောက်တိုဘာပထမဆင်းရက်ပတ်အတွင်းမှာတော့မုတ်တုံကမြန်မာနိုင်ငံမြို့ဝကျွပေါ်လောက်ကထွက်မယ်လို့တော့ခန့်မှန်းရတယ်လို့ဆိုပါရယ်မုန်တိုင်းခြေနေနဲ့ပတ်သက်လို့လက်ရှိမှာတော့ဖိလစ်ပိုင်ပင်လယ်ပြင်မှာအားကောင်းတဲ့အပူပန်းမုန်တိုင်းဘူအလိုင်းဖြစ်ပေါ်နေတဲ့အပြင်ဘင်္ဂလားပင်လယ်ကနောက်မြောက်ပိုင်း၎င်းနဲ့ဆက်စပ်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ရောအလဲပိုင်းမှာလည်းပဲ အားကောင်းတဲ့ဒီပီအားနဲ့ရောင်းဝဖြစ်ပေါ်ပြီးတော့နောက်၁၂နှစ်တည်းတမှာမုန်တိုင်းရဲ့အဖြစ်ရောက်ရှိမယ်လို့သိရပါတယ်။မုန်တိုင်းကတော့ဒီနေ့ပြင်နောက်တစ်ခါထက်လာအောင်မယ်။ဒီနေ့မုတ်တုံအစုံမှာကစစ်စတန်နေများတယ်။လာမယ့်အောက်တိုဘာလထဲမှာကိုပဲအခုနကပြောသလိုပဲမုန်တိုင်းနှလုံးကထက်ရှိနေသေးတယ်။အကျွေးအကြံရောက်လာနိုင်တဲ့မုန်တိုင်းတွေပေါ်လို့မုလိမတာပညာရှင်ဦးလာထွန်ကဆိုပါတယ်။ နှစ်စဉ်စက်တင်ဘာအောက်တိုဘာနဲ့နိုဘာလတွေဟာအရှိလီအားကောင်းလေးရှိတဲ့လတွေဖြစ်တာကြောင့်အရှိဘက်ကလာတဲ့မုန်တိုင်းတွေရှိနိုင်ပေမယ့်မုန်တိုင်းဖြစ်တိုင်းမြန်မာနိုင်ငံဘက်ကသာရွေရှားလာတာမဟုတ်ပဲဂျပန်ကျွန်းစုတွေဘက်ကရွေရှားသွားတာလည်းရှိနေပါတယ်။မုန်တိုင်းဖြစ်တိုင်းမြန်မာနိုင်ငံဘက်ကရွေတာမဟုတ်ပါဘူး။ဒါပေမဲ့လည်းဒီဘက်ကလာတဲ့ system တွေလည်းရှိနေပါတယ်။အနောက်ဘက်ကရွေတဲ့ system မှာအရှိလီအားကောင်းတော့အနောက်ဘက်ကရွေတဲ့အနောက်ဘက်ဆိုတော့ဗီယက်နမ်ကမ္ဘောဒီးယားထိုင်းနဲ့လာအိုတို့ကိုဖြတ်ပြီးမှမြန်မာနိုင်ငံဘက်ကတိမ်တိုက်တွေရောက်လာတတ်တာရှိပါတယ်။ဒါကြောင့်မလို့သတိပြုခိုင်းတာက မိုးစလာဌာနရဲ့ စက်တင်ဘာ26ရက်ညနေ9နာရီခွဲချိန်တိုက်ထွာချက်တွေရဘင်လားပင်တို့အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်လားပင်တို့အလဲပိုင်းတွေမှာဖြစ်ပေါ်နေတဲ့အားကောင်းသောလေပြင်းအားနဲ့ရောင်းကတော့ဆက်လက်တည်ရှိမယ်လို့သိရပါဗျ။ဒီလိုအားကောင်းတဲ့လေပြင်းအားနဲ့ရောင်းကတော့အနောက်ဘက်ကိုဆက်လက်ရွှေ့ရှားသွားနိုင်ကဘင်လားပင်တို့အနောက်မြောက်ပိုင်းနဲ့၎င်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်လားပင်တို့အနောက်လေပိုင်းအိန္ဒိယနိုင်ငံအော်ရီတာပြည်နယ်တောင်ပိုင်းကတော့အန်တာပရတိမြောက်ပိုင်းကမ်းခြေတွေမှာနောက်ဆက်နှစ်နာရီတွင်မွန်နိုင်ငယ်ဖြစ်ကိုပုံမအားကောင်းလာနိုင်တယ်လို့သိရပါဗျ။စက်တင်ဘာ29ရက်မှာတော့အဲ့ဒီလေပြင်းအားနဲ့ရောင်းကတော့ ်အဝိသပြည်နယ်တောင်ပိုင်းအန်တာပရာတစ်မြောက်ပိုင်းကမ်းခြေတွေကိုဖျက်ချော်မယ်လို့သိရပါတယ်။ဒါအပြင်ကပလီပင်လယ်ပြင်နယ်ဘင်္ဂလားပင်လယ်တောင်ပိုင်းမှာလည်းမုန်တုံလေးအားကောင်းပြီးတော့ကျန်ဘင်္ဂလားပင်လယ်အော်မှာတော့မုန်တုံလေးအားသင့်တဲ့ရှိမယ်လို့သိရပါတယ်။ထူးခြားတဲ့အနေနဲ့ကတော့ဖိလစ်ပိုင်ပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့အားကောင်းသောဘူပန်းမုန်တိုင်းဘူးအလွန်ဟာ အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားပြီးတော့စက်တင်ဘာ29ရက်မှာတောင်တိုးပင်လယ်ပြင်ကိုရောက်ရှိနိုင်ကတိုင်ဖွန်းမုန်တိုင်းအဖြစ်အားကောင်းမယ်လို့သိရပါတယ်။တိုင်ဖွန်းမုန်တိုင်းအဖြစ်ရောက်ရှိလာပြီးတဲ့နောက်ဒီကမှတဆင်အနောက်အနောက်မြောက်ဘက်ကိုဆက်လက်ရွေးရှားကစက်တင်ဘာ28ရက်ညပိုင်းမှာတော့ပြည်နယ်နိုင်ငံမြောက်ပိုင်းကမ်းခြေဒေသတွေကိုဖြတ်ကျော်မယ်လို့သိရပါတယ်။ဒါကြောင့်စက်တင်ဘာ26ရက်ညနေပိုင်းကလာမယ့်အောက်တိုဘာ2ရက်အတွင်းစကိုင်းတိုင်းထပ်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာအကျဉ်းချင်းနေပြီးတော့ရောင်တိုင်းမလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းအရာတိုင်းတရင်တိုင်းကြားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်နောက်ခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ရှေးပိုင်းမှာနေရာစစ်စစ်ကနေနေရာနှံ့ပြမှုထိကျုံရွာသွန်းမယ်လို့သိရပါဗျာ။